ားလုံးပဲမင်္ဂလာပါချရက်ဒီအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့အတွက်ခုံနုံတုံချရက်ဒီရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆာမဒီနေ့နားဆင်ရမယ့်သတင်းကောင်းစဉ်တွေကတော့ရွေးကောက်ပွဲမှာအထမဆာနာမေးပေးခိုင်းခြင်းတွေအပေါ်ချင်းမိသူတွေအနေနဲ့ကိုပိုင်လွတ်လပ်ခွင့်နဲ့ရွေးချယ်ပိုင်ခွင့်ကိုကျင့်သုံးပြီးမေးမပေးကြဖို့ချင်းပြေကောင်းစီကြေညာလိုက်တဲ့သတင်း ရွေးကောက်ပွဲဝင်ကြတဲ့ပါတီဝင်ဟောင်းလေးဦးနဲ့ပတ်သက်ပြီးတင်းဆိုင်မှုမရှိတော့ကြောင်း CNLD ကြေညာတဲ့သတင်းကိုကီအမျိုးသမီးအဖွဲ့ကတမိုးမြုံနယ်ရှိစပေးရှောင်တွေကိုစားနှက်ရိတ်ခါတွေကိုငင်ထောက်ပတ်ပေးတဲ့သတင်းနဲ့နယ်ရေကန်တောင်ချေကာကင်းစခန်းတိုက်ပွဲမှာ CDF အရှိုးရဲဘော်တအူကြဆုံးစားတဲ့သတင်းတွေကိုနားဆင်ရမှာပါ အခုအဦးဆုံးတင်ဆက်ပြီးမှာကတော့ချင်းပြည်သူတွေအနေနဲ့စစ်ကမရှင်ကကျင်းပမယ့်အထူးရောင်ရွေးကောက်ပွဲတွေကိုပူးပေါင်းဆောင်ရွက်မှုမပြုဘဲအထမဆာနာမဲပေးဖို့စိတ်ခိုင်းခြင်းအပေါ်ကိုပိုင်လွတ်လပ်ခွင့်နဲ့ရွေးချယ်ခွင့်ကိုကျင့်သုံးပြီးမဲမပေးကြဖို့ချင်းပြည်ကောင်စီကကြေညာလိုက်ပါတယ်ချင်းပြည်ကောင်စီဟာအာနာသိန်းစစ်ကမရှင်ရဲ့အတူရောင်ရွေးကောက်ပွဲအပေါ်ကန့်ကွက်ကြောင်းကိုအောက်တိုဘာလ29ရက်နေ့မှာထုတ်ပြန်ရမှာအခုလိုထည့်သွင်းအကြံပြုထားခြင်းဖြစ်ပါတယ် စကမရှင်ရဲ့အတူရောင်ရွဲကဝယ်အစီအစဉ်အားလုံးနဲ့ထွက်ပေါ်လာမယ့်အရလက်တွေကိုလုံးဝဆန့်ကျင်ကန့်ကွက်တဲ့အကြောင်းချင်းပြည်အတွင်းရှိနန်းစီဒီယံဝင်ထမ်းတွေရွေးကောက်ပွဲမှာပါဝင်ခြင်းဟာလေစစ်တပ်အုပ်ချုပ်ရေးကိုတက်ဆိုးရှည်စေမယ့်အထောက်အကူပေးမှုဖြစ်ကြောင်းကိုနားလည်သိရှိထားဖို့လဲထပ်မံအသိပေးချက်ထုတ်ပြန်ထားပါတယ် ချင်းပြည်နယ်မှာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲတွေအပေါ်အတင်းအဓမ္မဆန္ဒမဲပေးဖို့စေခိုင်းခြင်းအပေါ်ချင်းပြည်သူလူထုအနေနဲ့မိမိရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ကိုယ်ပိုင်ရွေးချယ်ခွင့်ကိုကျင့်သုံးပြီးဆန္ဒမဲပေးခြင်းမပြုဖို့ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ချင်းပြည်ကောင်စင်းကတိုက်တွန်းနှိုးဆော်လိုက်တာပါ။ စကမရှင်ရဲ့တရားမဝင်အတုရောင်ရဲကောက်ပွဲမှာစစ်တပ်အုပ်ချုပ်ရင်းနဲ့စစ်အာဏာရှင်စနစ်ဆက်လက်တည်တိုက်ရဲကောက်တော့ဥတည်နေတာကြောင့်နိုင်ငံကြီးပြပိခကိုပုံမကြန့်ကြာစေမယ်လို့လည်းချင်းပြေကောင်းစီကဆိုထားပါရီအိန္ဒိယနိုင်ငံတွေအာဆီယံနိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းအဝန်းအနေနဲ့စစ်တပ်ဦးဆောင်ကျင်းပတဲ့ရဲကောက်ပွဲကိုအတိအမှတ်မပြုတ်ဖို့နဲ့ဘလို့ပန့်ဖို့မှုမျိုးကိုမှမပြုတ်လို့ဖို့လဲချင်းလန်းကောင်းစီကတောင်းဆိုထားပါရီ စကုမရှင်ဟာနိုင်ငံတကာနဲ့အာဆီယံနိုင်ငံတွေကိုလိမ့်လေလှည့်ပြပြီးရွေးကောက်ပွဲဥပဒေတွေကိုပြင်ဆင်ပြထမ်းပြီးတော့စပေးရှောင်းနေရဆုံခွာပြည်သူတွေကိုလည်းကြိုတင်မဲပေးနိုင်ဖို့လှုံ့ဆော်နေကြောင်းသိရပါတယ်။ ်လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း1မှာစုကမရှင်ဟာမဲစီရင်စုစည်းခြင်းနန်းစီရင်ဝန်ထမ်းတွေနဲ့နိုင်ငံရေးပါတီတချို့ကိုအသုံးချပြီးမဲစီရင်တွေကိုကြည့်ရှုဖို့လုံဆောင်ခြင်းမဲပေးဆက်နဲ့စာနာမဲပေးနိုင်ရအတွက်ကြိုတင်စမ်းသပ်လေ့လာမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ရွေးကောက်ပွဲအပိုင်း1မှာချန်ပီယံမှာဟာခါနဲ့တိရိမြို့တွေမှာရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပြီးဖြစ်ပါရဲ့ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ကြမဲ့ချင်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီထိပ်ပိုင်းခေါင်းဆောင်လေးဦးဟာ CNLD ပါတီဝင်အဖြစ်ကနေရက်စဲခံထားရသူတွေနဲ့နှုတ်ထထားသူတွေဖြစ်ပြီးပါတီနဲ့တက်ဆိုင်မှုမရှိတော့ကြောင်းအဲ့ဒီပါတီကကြေညာလိုက်ပါတယ် ခြေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာအမျိုးသားတန်းတူရင်ကိုပိုင်ပြဌာန်းခွင့်နဲ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှာပြည်သူလူထုရဲ့စာနာနဲ့အငြိယက်တီလက်တစိုက်မမတ်ဆောင်ရွက်နေတဲ့ပါတီဖြစ်တယ်လို့အော်တိုဘာလ30ရက်နေ့ကထုတ်ပြန်တာပါပူနောက်ထန်ကပူဇော်ဆောင်ခေါ်ဆမ်ဂျင်ပေါစလိုက်ငယ်ပြီးခေါ်ချန်ဥကထန်းနဲ့ပူဝန်မွန်လျန်တို့ဟာ CNLD ပါတီနဲ့သက်ဆိုင်ခြင်းမရှိတော့ကြောင်းပြည်သူလူထုကိုအသိပေးချက်ထုတ်ပြန်လိုက်ခြင်းပဲဖြစ်ပါတယ် ပူနုံထန်ကောင်းတဲ့ပူစုံစံတို့ဟာပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကကျမ်းမပြုတ်လို့တဲ့ပါတီငီလာခံမှာဒီမိုကရေစီနီလာနဲ့ရွေးကောက်ဖွဲ့စည်းတဲ့ပါတီဗဟုအလို့မှုဆောင်ကော်မတီမှာပါဝင်ခြင်းမရှိတော့ကြောင်း CNLD ကဖော်ပြထားပါတယ်ပူလုံထန်ကဟာ2022ခုနှစ်မေလ22ရက်နေ့မှာ CNLD ပါတီဝင်အဖြစ်ကနေနှုတ်ထွက်စာပေးပို့ပြီးပါတီဝင်အဖြစ်ကနေနှုတ်ထွက်ခဲ့ပြီးဖြစ်ပါတယ် လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲမှာပူနောက်ထံကပါချင်းပြည်သက်ကွန်ကရစ်ပါတီကိုစားပြုတ်ပြီးအမျိုးသားလွတ်တော်အမှတ်တမဲဆန္ဒမှာဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်ပူဇော်ဇမ်ခေါ်ဆောင်ခြင်းပါဟာ2021ပါတီငီလာခံပြီးတဲ့နောက် ပါတီနဲ့ဆက်သွယ်ဖြတ်ပြီးပါတီမူဝါဒယက်တီချန်နဲ့သဘောထားကွဲလွဲခဲ့တဲ့အတွက်ပါတီရဲ့လုံထုံးလုံနည်းနဲ့အညီပဟုအလို့မှုဆောင်ကော်မတီက ပါတီဝင်အဖြစ်ကနေရက်ဆဲပြီးဖြစ်တယ်လို့သိရပါတယ်။ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကိုစားပြုပြီးပူဇော်ဆောင်ဟာရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မင်းဆန္ဒနဲ့အမှတ်6ကနေလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။စလိုက်ငယ်ပြီးခေါ်ချန်တို့ထံဟာ2021ပါတီငီလာခန်ကဖွဲ့စည်းလိုက်တဲ့ပူအလုံးမှုဆောင်ကော်မတီမှာပါဝင်ခဲ့ပေမဲ့ငီလာခန်နောက်ပိုင်းပါတီနဲ့အဆက်အသွယ်ဖြတ်ပြီး ပါတီရဲ့မူဝါဒရက်တီချက်နဲ့သဘောထားကွဲလွဲခဲ့တဲ့အတွက်ဘဟုအလုံးမှုဆောင်ကော်မတီကပါတီဝင်အဖြစ်ကနေရက်စဲခဲ့ပြီးဖြစ်ကြောင်းလည်းသိရပါတယ်စကမရှင်ရဲ့လက်ရှိရွေးကောက်ပွဲမှာချင်းပြည့်တဲ့ကွန်ကရစ်ပါတီကိုစားပြုပြီးချင်းပြည့်နယ်အမျိုးသားလွှတ်တော်အမှတ်3မင်းဆန္ဒကနေစလိုက်ငယ်ပြီးဟာဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။2020ရွေးကောက်ပွဲမှာထန်ဒလာမင်းဆန္ဒနယ်ကနေ CNLD ရဲ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ ိုးဗန်မွန်လျံဟာလည်းရွက်ကဝဲနောက်ပိုင်းမှာပါတီနဲ့အဆက်အသွယ်ဖြတ်ပြီးပါတီရဲ့မူဝါဒရည်တည်ချက်နဲ့သဘောထားကွဲလွဲခဲ့တဲ့အတွက်ပါတီဝင်အဖွဲ့ကနေရက်စဲခဲ့ပြီးဖြစ်ကြောင်းသိရပါရင် CNL ပါတီဟာစစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ထံမှ ပါတီမှတ်ပုံ မတင်တော့ဘဲလက်ရှိရွေးကောက်ပွဲမှာလည်းပါဝင်ခြင်းမရှိတဲ့ချင်းပါတီတစ်ခုဖြစ်ပါရဲ့ရှင် နောက်သတင်းတဘောကတော့စကိုင်းတိုင်းဒမိုးမြို့နယ်အတွင်းစပေးတိတ်ရှောင်နေကြတဲ့လူဦးရေ900ကျော်ထံကိုစားနပ်ရိက္ခာအပါဝင်ကိုဝင်ဆောင်အမျိုးသမီးတွေအတွက်လိုအပ်မဲ့အသုံးအဆောင်ဖြစ်စည်းတွေကိုကုကီးအမျိုးသမီးများဆိုင်ရာလူအခွင့်အရေးအစည်းအရုံးကနေကိုငီထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ် အောက်တိုဘာလ10ရက်နေ့ကနေ23ရက်နေ့အတွင်းတမူးမြုံနယ်ကူကီဒေသကကျေးရွာရှိရွာမှာနေထိုင်ကြတဲ့ပြည်သူတွေကို အခြေခံစားနပ်ရိက္ခာတွေဖြစ်တဲ့စံစီပင်အာလို့တွေကိုကိုငွေထောက်ပံ့ပေးခဲ့တဲ့အပြင်ကိုဝင်ဆောင်အမျိုးသမီးတွေအတွက်မိဖွားရာမှာလူအပ်မဲ့အသုံးဆောင်ပစ္စည်းတွေကိုအ धिक ထားထောက်ပံ့ပေးခဲ့ကြောင်းသိရပါတယ်။အခုလက်ရှိကတော့စစ်ဆောင်တဲ့ကာလကြာပြီဆိုတော့စာဝတ်နေရိတ်ခက်ခဲမှု ကျမကြီးစောင်းလျှောက်ခံယူခွင့်ခဲ့ခဲ့မှုစစ်ရှောင်နေရတဲ့ဇေးရွာတွေရဲ့နေရက်အတင်းအကျပ်ပြန်စီမှုတွေကြုံတွေ့နေရပါတယ်အမျိုးသမီးတွေနဲ့ကလေးငယ်တွေကသုံးရဝင်းကျင်ဆိုတော့အဓိကလိုအပ်ချက်ကတော့ကာကွယ်ဆေးအတင်းရေးပြစ်ထိုးနှံနိုင်ဖို့အတွက်လိုအပ်ချက်အဓိကဖြစ်တယ်လို့ကိုကင်းအမျိုးသမီးများဆိုင်ရာလူအခွင့်ရေးအစည်းအရုံးမှာတောင်းဝင်ရှိသူကပြောပါတယ် အဆိုပါစစ်ဘေးထိန်းရှောင်သူတွေဟာ2023ခုနှစ်နိုဝင်ဘာလကတမူးခရိုင်မြို့သိမ်းမြို့နယ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်ချိန်မှာစစ်ဘေးထိန်းရှောင်ခဲ့ကြသူတွေဖြစ်ပြီးတော့စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှစားနပ်ရိက္ခာလိုအပ်မှုတွေလည်းကြုံတွေ့နေကြရတာဖြစ်ပါတယ်။ ကူကီအမျိုးသမီးများဆိုင်ရာလူအခွင့်အရေးအစည်းအရုံးဟာတက်ဂရက်2000ခုနှစ်ကနေစတင်ဖွဲ့စည်းခဲ့ပြီးယနေ့ထိတိုင်းစကိုင်းတိုင်းအထက်ပိုင်းကူကီဒေသတွေမှာလှုပ်ရှားဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းဖြစ်တဲ့အပြင်2021ခုနှစ်အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာကူကီဒေသအတွင်းစစ်ဘေးတန်တဲ့ပြည်သူတွေကိုတတ်နိုင်တဲ့ဖက်ကနေပံ့ပိုးကူငင်မှုတွေဆင်ဆက်မပြတ်လှုပ်ဆောင်လက်ရှိနေတဲ့အဖွဲ့အစည်းပဲဖြစ်ပါရဲ့ရှင်။ နောက်ဆုံးတင်ဆက်ပေးမယ့်တည်င်းကတော့မကွေတိုင်းငဖဲမြို့နယ်နရီကအနီးရှိနရီကန်တောင်ချေကကင်းစခန်းကို ထုဆစ်စင်တိုက်ပွဲမှာချင်းကခွဲတပ်အရှိုးကရဲဘော်တို့အကြဆုံးသွားတယ်လို့သိရပါတယ်အော်တိုဘာလ28ရက်နေ့ကနရီကန်တောင်ချေကကင်းစခန်းကိုထိုးစစ်ဆင်နေစဉ်ရှစ်တန်းတနေရာတိုက်ပွဲမှာ CDF အရှုရဲဘော်စလိုင်းအရှေပါကြာဆုံးရခြင်းဖြစ်တယ်လို့ CDF အရှုမှပြောရေးဆိုွက်ရှိသူစလိုင်းရိုချင်းကပြောပါရီ နရည်ကအနည်းနရည်ကတောင်ချေကကင်းစကန်တိုးဆွစဉ်တိုက်ပွဲမှာကြတာပါလို့ဆလိုင်းတို့ချင်းကပြောပါရီရေဘော်ဆလိုင်းအရှေဘာဟာဒေါ်လာရီရေဘော်ကောင်တူဖြစ်တာကြောင့်အခုလိုကြရှုံးမှုဟာလေအစားထိုးမရတဲ့ကြရှုံးမှုဖြစ်တယ်လို့ပေးအပ်လာတဲ့အမိန်နဲ့တာဝန်ကိုအတက်နဲ့ခါနာစွန့်ပြီးတာဝန်ထမ်းဆောင်ခဲ့တာကြောင့်ချင်းကွယ်တအရှူကညစွာဂုံယူမိပါတယ်လို့အဲ့ဒီအဖွဲ့ကထုတ်ပြန်ပါရီ အဆက်လက်ပြီးမပြည့်ပြတ်သေးတဲ့ဒေါ်လာကြီးတာဝန်တွေကိုလည်း CDF အရှိုးကဆက်လက်ထမ်းဆောင်သွားမှာဖြစ်တဲ့အကြောင်းကြောက်ဆုံးရဲပေါ်ရဲ့ဝင်းငင်ရှိမှမှာကတိသက်စာပြုတယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ ။နေရီကံပြုံဟာဂုံရှိစုကမရှင်တပ်တွေရဲ့အနည်းငယ်ချန်ရှိနေတဲ့နေရာတချို့ကိုအရခတတော် ULAAA နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသလိုကစင့်ကလျာထွက်ပြင်းနေတဲ့စုကမရှင်တပ်ဖွဲ့ဝင်တချို့နဲ့တုံလိုက်တချို့ဟာနေရာတချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့အော်တိုဘာလ18ရက်နေ့မှာ ULAAA ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ရဲ့မတရားစစ်မှုထမ်းဖို့စုဆောင်ခြင်းခံရသူတွေအနေနဲ့မိမိတို့တော်လှန်ရေးတပ်ဖွဲ့တွေထံဆက်သွယ်ပြီးအချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်ကြောင်း UNAAA အပအဝင်တော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခွန်နုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါရယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်